ပြည်သူများလုံးမင်္ဂလာပါခင်ဗျဒီဘယ်လ16ရက်နေ့မှာရှင်ပြိုင်မှုစီစဉ်ထားခဲ့တဲ့မြန်မာဖိုင်တာလေးတန့်စီရဲ့ပွဲစဉ်ကပွဲပြတ်သွားခဲ့ဖြစ်ပါတယ်ဟုတ်ပါတယ်ဒီပွဲစဉ်ကဒီနေ့ညနေခင်းကပဲပွဲပြတ်ပြီလို့သတင်းတွေထွက်နေခဲ့တာပါဒါပေမဲ့အတိပုချက်မရရှိခဲ့ဘူးပေါ့လေအဲ့တော့သတင်းဖြစ်စဉ်ကဒူလောဒူလောဖြစ်နေခဲ့တာပေါ့လက်ရှိမှာလည်း1 championship ဘက်ကတော့ပွဲပြတ်ပြီဆိုတာကိုတရားဝင်အတိပုချက်မထုတ်ပြန်သေးဘူးဒါပေမဲ့သတင်းသမားတွေရဲ့ဆက်သွယ်မေးမြန်းမှုအရာ သတင်းရောင်းဝန်းမှာထွက်ပေါ်လာတဲ့သတင်းတွေအရဒီပွဲဟာပွဲပြတ်သွားပြီဆိုတော့သိကြပါရခင်ဗျဒီတော့အပယ်လာ16ရက်နေ့မှာဒုက္ကောင်ပွဲစဉ်ဟာအပြောင်းလဲဖြစ်သွားခဲ့ပါပြီတပ်စင်နဲ့ပတ်စုကံပြပွဲပွဲပြတ်သွားခဲ့ပါပြီခင်ဗျတပ်စင်ဟာဒါနဲ့ဆိုရင်ဝမ်းမှာကျမ်းမာရေးပြဿနာကြောင့်ပွဲပြတ်ရတာဒုတိယကြိမ်မြောက်ပွဲဖြစ်ပါတယ်ရှေ့မှာသူထိုင်နဲ့ထုံးမဲ့ပွဲတုန်းကလည်းတခါသူဦးတက်ပေါလို့လေဆေးရုံကိုအေးပေါ်တက်ရောက် ခွဲစိတ်ကုသမှုခံရမယ်ဆိုတော့ပွဲပြက်ခဲ့ဥပါရယ်အခုလဲကျမ်းမာရေးပြဿနာကြောင့်ပဲပွဲပြက်သွားတယ်လို့သိရှိရပါတယ်ဘလို့ကျမ်းမာရေးပြဿနာဆိုတော့အတိအကျမသိရှိရသေးရင်မဲ့မျက်လုံးပြဿနာလို့သိရှိရပါတယ်တချို့တွေကတော့မျက်လုံးဒဏ်ရာကြောင့်လို့ပြောတယ်တချို့တွေကတော့မျက်လုံးကျမ်းမာရေးကြောင့်လို့ပြောတယ်အဲ့မျက်လုံးပြဿနာကြောင့်ဝမ်းဟာတန့်စင်နေနဲ့ပွဲထိုးဖို့စိတ်မချရတဲ့အနေဒါရှိတဲ့အတွက်ပွဲကိုဖျက်သိမ်းလိုက်တာလို့ကျွန်တော်သိရှိရပါတယ်ခင်ဗျဒီတော့ တက်စင်နဲ့ပတ်စုကံမြပွဲစဉ်ပွဲပြသွားခဲ့ပါပြီတက်စင်ဟာဒီပွဲအတွက်အများကြီးပြင်ဆင်ထားခဲ့တယ်သူဟာနှစ်ပွဲဆက်တိုက်ရှုံးထားခဲ့လို့ဒီပွဲမှာအယမ်းမင်းနိုင်ကျင်နေခဲ့တယ်ဒါပေမဲ့သူ့အတွက်ကံကြောင်းမလာခဲ့ဘူးပေါ့လေအခုကျမ်းမာရေးပြဿနာပေါ်လာခဲ့ပြီဆိုတော့ပွဲရဖို့အတွက်အချိန်တစ်ခုပြန်ဆောင်ရအောင်ပါပါသူကျမ်းမာရေးပြန်ကောင်းပြီးတော့စိတ်ချရတဲ့အနေထားကိုရောက်မှာပဲဝမ်းကသူ့ကိုပွဲပြန်ပေးဖို့ရှိပါတယ်ခင်ဗျအဲလက်ရှိမှာတစ်ဖက်ကပတ်စုကံပေးအတွက်က အစားတို့ဖိုက်တာလည်းပွဲနီးနေပြီဆိုတော့ထဲ့သွင်းဖို့အဆင်ပြေပါမလားဆိုတာလည်းစဉ်းစားစရာရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့မနေ့ပြန်ဆိုရင်ပဲဒါပွဲအတွက်ကဝိတ်ချိန်တာနဲ့ hydrogen test စစ်ဆေးတာတွေလုပ်ရတော့မယ်လေ။ဒီတော့ဘယ်ဖိုက်တာကိုလက်တလောအေးပေါ်အစားတို့လို့အဆင်ပြေပါမလဲဆိုတာတွေးဆစရာဖြစ်သွားပါပြီ။1ရဲ့ဒီတရားဝင်ထုတ်ပြန်ချက်မထုတ်ပြန်သေးတာကတော့အစားတို့ဖိုက်တာထဲ့ရမရဆိုတာကိုသူတို့စဉ်းစားနေတာဖြစ်ပါလိမ့်မယ်။ ထဲလို့ရရင်တော့ထဲပြီးတော့ဒုကောင်ပွဲစဉ်ကိုပက်စုကန်ပေးတဲ့တခြားဖိုင်တာတယောက်နဲ့ကိုတဲပြီးတာဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဒါမှမဟုတ်ပွဲချိန်အရင်နီးကပ်နေတဲ့အတွက်ပွဲဖျက်လိုက်ပြီဆိုပြီးတော့ပက်စုကန်ပေးကိုလည်းတခြားဒီပြိုင်ပွဲတစ်ခုမှာပြန်ပြီးတော့ပွဲပေးတာမျိုးလုပ်မလားဆိုတာကျွန်တော်စောင့်ကြည့်ရပါလိမ့်မယ်ခင်ဗျ။တန်စင်အတွက်ကတော့လက်ရှိမှာပွဲပြသွားရဖြစ်တဲ့အတွက်အချိန်တခုစောင့်ဆိုင်ပြီးမှပဲလမ်းကြောင်းမှန်ပေါ်ထက်ကိုပြန်တက်ဖို့ကြိုးစားမှာဖြစ်ပါတယ်။ အကောင်းမွန်ဆုံးပုံစံတစ်ခုနဲ့စိတ်ချရတဲ့ကျမ်းမာရေးနဲ့တူတန့်စင်ပြန်လာနိုင်ပါစေလို့ဒီနေ့ကနေဆန္ဒပြုဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ